ပြည်သူလူထုတွေကပေါ့နော်ဂျာတဲ့ကနေပြီးတော့ဘာမသိညာမသိဟလာခလေးငယ်တွေရောမိဘတွေရောအကုန်လုံးဒုက္ခရောက်တယ်ပေါ့နော်ဟိုမိဘတွေဖြစ်သွားမယ်ဆိုရင်လည်းခလေးတွေဒုက္ခရောက်ပြီးကြံခဲ့မယ်ပေါ့နော်ခလေးတွေဖြစ်သွားမယ်ဆိုလည်းမိဘတွေကဝမ်းနည်းပူဆူရမယ်ပေါ့အားကြောင့်မလို့မဖြစ်စေချင်ပါဘူးအဲ့လိုတိုက်ပွဲတွေ ကျွန်တော်အမြင်ကတော့အစတော်မှာဆိုရင်အခုကျွန်တော်ကတည်တည်သမားပေါ့စတော်မှာဆိုရင်အောက်ရှင်းနဲ့အေးစင်းစင်းနဲ့ဖိစားစီတာပြီးွားရတယ်ကန်းစားစီတာကန်းွားရတယ်အေးစီတွေပြင်လာရတယ်စားစားလို့ဖိစားလို့လွယ်တော့နော်အခုကျတော့ခီးရတယ်မတက်လားဒီကတည်တည်သမားကဆင်းပြေရဆင်းရပြန်တော့လေဟိုကြောက်ကြောက်ရွံ့ကြောက်ရွံ့နဲ့ဆင်းနေရတာပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တို့ညီအားပေါ့မဖြစ်ချင်ဘူးအေးစီစီချင်းစားတယ် ပြည်သူတွေစာသာခွေစားလူပုကူနေတဲ့ပါဘူးပြည်သူတွေအဲ့ဒါကြတဲ့စစ်ပွဲတွေကိုရက်ရှင်တယ်ရက်ဆဲရှင်တယ်ပေါ့စစ်နော်စတီလိုဒီလိုမျိုးစနေမဖြစ်ရတော့ပေါ့နော်ဟိုရာရှိတက်ဆိုင်ရလူရကွာကိုကြီးပေးစေချင်တာဒီစစ်ပွဲကိုပြောနေတယ်ရတာလေကျွန်တော်တို့အနေနဲ့ကတော့ဒီလိုမျိုးတိုက်ခိုက်နေရတယ် မလိုလားဘူးနောက်တစ်ခုကတိုက်ခိုက်အောင်တော့လက်နက်ဆိုလို့ဒေါက်တချောင်းတော့မရှိတဲ့အပြစ်မဲ့ပြည်သူတွေအခုလိုရဲဆက်ဆက်သေးနေအသက်ခံနေရတဲ့အဖြစ်တွေကျွန်တော်လုံးဝလက်မခံနိုင်ဘူးပေါ့အော်မြို့အနေနဲ့ဆိုတော့အခုဆိုရင်မြို့သူမြို့သားတွေကြီးလန်းစားစားတော့ညဘက်ဆိုတိတ်အပြစ်မထွက်ရဘူးဗျဟိုထိခိုက်မှု ထပ်မှန်ဖြစ်မှာကြာတော့ဗောနော်တေးမှာကြာတော့အခုတောင်ပေါ်လမ်းမဆိုတော့ထိခိုက်မှုရင်ထဲတော့လုံးဝမကောင်းပါဘူးနောက်နောက်ဒါမျိုးလည်းဖြစ်စေချင်ပါကျွန်တော်တို့အနေနဲ့ကတော့ပြည်သူလူထုအနေနဲ့ကတော့တိုက်ပွဲမဖြစ်တာကတော့ပုံမူပြီးတော့ကောင်းမှုပါတယ်တိုက်ပွဲဖြစ်တဲ့အခါကျတော့ကျောင်းသားတွေကျောင်းသားတွေရောပြည်သူလူထုတွေရောမရှိမဲ့ရှင်းရင်းသားတွေလည်းဒုက္ခရောက်တယ်။တွားလာရတာလည်းအခက်အခဲရှိပါတယ်။ဘယ်လိုခက်ခဲ တွားကြိုရတာပေါ့တက်စီနဲ့ကြိုရတယ်လို့တွားလာရေးတွားလာရေးကိုအခက်အခဲတွေနဲ့အများကြီးကြုံတွေ့နေရပါတယ်။အဲဒါကိုတိုက်ပွဲဖြစ်တာကိုမလူလားပါဘူး။